တော့မှဆိုတဲ့ပြန်မှာဖိုးထောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်တာလည်းအင်းယူဖို့ဆရာမရှိဘူးပဆိုးစုပ်ခလေးနဲ့ခါခါမှဓမ္မတော်လေးတစ်ချောင်းပဲသူပိုင်တယ်ဟိုးရွာထက်ကအကျော်တဲ့တော့မြရင်အကျော်တဲ့ကြီးစီမှာသွားပြီးအကျော်ဘိုလ်လေးတွေမှာအိတ်ရပဲလော်ထင်းလေးတွေဒါခလေးတွေခုတ်ခုတ်ပြီးတော့မှတော်မြရင်ကိုသွင်းရတယ်၃စီးဆိုရင်တစ်စီးနှစ်ကြက်ဆိုတော့၆ကြက်ရတယ်တော်မြရင်အကျော်လေးတစ်ဖက်နဲ့ထမင်းညာလေးတစ်ခဲမနဲ့ကျွေးတာဒီစား ညနေကျွေးတာလေးစားနောက်တစ်နေ့ပဲလှုပ်ထင်းလေးတွားဖို့တို့မြတ်ရင်ကိုပေးတို့မြတ်ရင်ကနှစ်ချက်နဲ့ဈေးဖြတ်ထမင်းကလေးနဲ့အကျော်ချမ်းအကျန်ကျန်လာလေးနဲ့ဖိုးတောင်ဒီလိုကြည့်ရတယ်ဘာစားမှလည်းမတောက်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးတွေကုန်ပြီဆိုတော့ဟိုးဝေဝစင်းစင်းညွန့်ညွန့်စီဖိုးတောင်ကဓမ္မတို့လေးကင်ပြီးသွားတောကြီးမှာသုံးလေးမိုင်ဝေးတဲ့အဝေးရောက်တော့တစ်ပင်တစ်ပင်သွားတွေ့ထွာဆိုင်လာဟာဖြောင်းတစ်ပင်ကလည်းထီလိုပဲဖြောင်း ငါခါတိုင်းခုတ်နေတဲ့ပဲလောက်ချင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင့်တန်းနေပါလားဘာပဲများလဲဘာပဲမဖြစ်ဖြစ်ခုတ်လိုက်လို့ရှိရင်ထင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိရဲ့ခါဓမ္မရိုးလေးထုတ်ပြီးအပင်ကြီးသုံးလေးချက်ခုတ်အနာယူနီဖောင်းနဲ့တူတယောက်ချက်ချင်းရမလားတတော်ဦးစီးတဲ့ရေးစားအမမကိုလူမင်းတာပါဟုတ်တာတော့ သစ်ပင်ခုတ်တာပေါ့သစ်ပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေလို့ဖက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘဝမှာတစ်ခါမှလည်းမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲအင်မတန်ရည်ကြည်တဲ့ပင်မင်းပြဿနာလုပ်နေပြီမင်းဘေရွာကလည်းတောမှာပါခင်ဗျာဟိုးပြပြကမင်းနာမည်ဖိုးထံဖိုးထံတောမှာဟုတ်ပြီပြဿနာပဲမင်းတော့ဒါ ။ဘာပဲနဲ့သိလားမသိပါဘူးခင်ဗျာ။သင်္นานကဆင်းလာစားရဲလည်းမမေ့သေးတော့ဒီတောသားကိုသွားပြီးတော့ရုပ်ခသိပ်ပန်နဲ့ဆိုတက်တူနာ grandest lin f လို့ခေါ်ရအင်္ဂလိပ်လိုကြ t e a k t i k ။ဩဆရာကြီးမသိလို့မေးပါရစေမေး။အင်္ဂလိပ်ပင်လားခင်ဗျာ။ဟာ။တို့တိုင်းပြည်နဲ့ပေါက်တာအင်္ဂလိပ်ပင်ဖြစ်ရမလားကွာ။哦ဆရာကြီးမသိဘူးလေနှုတ်ဘာပဲနဲ့ခင်ဗျာကျွန်းပင်ဆရာကြီးငကောဗမာလူပြောရရသားနဲ့ဆရာကြီး ခက်တဲ့ကောင်ပဲလင်းနေအောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်နေလင်းနေအောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ပြဒီပင်ဘာလို့လဲခင်ဗျာဒီပင်ကမင်းခုတ်တာတလောက်190လောက်ဆောင်ဟောလောက်ဖြစ်တယ်အဲ့လောက်ဖြစ်တာကမှအောက်ကတို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်စင်းနေအောင်ချချောင်းနေရနေပြီးတစ်စိတ်တွေပို့တစ်စိတ်ရနေရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံခြားတင်တဲ့တင်ပေါ်ကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံခြားငွေရတာ โอ้เสี่ยยิ้มไม่ติดหรอกเมยไปได้เมยบามาปัสสันบาผิดหรอกเลยเค้าเนี่ยဒီကောင်တော့ပြဿနာပဲဒီကောင်ကမင်းမသိအေးစင်းနေငါပြောတာနားထောင်ဒီပင်ကအရေးကြီးတော့ငါပြောနေတယ်ဒါနိုင်ငံတော်ကပိုင်တဲ့ပင်ခမရဘယ်သူပိုင်နေနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ပါပါလေခမရ ဘယ်သိမှလဲတော်တယ်ကြည်ရတယ်အဝိဇ္ဇာနိုင်ငံတော်ဆိုအစိုးရမင်းများပိုင်လာဖို့ကွာဆရာကြီးမသိလို့မေးပေးရစီမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားဆက်တဲ့ကောင်ပဲမင်းတော့နှစ်မှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းပြည်ပြည်သားအားလုံးကပိုင်တဲ့အပင်အမတန်ဖိုးတန်တဲ့အပင်ဩဒီအပင်မှာမှတ်တော့တရားဥပဒေပြဋ္ဌာန်းထားတယ်ကျွန်းတပင်ခုထောင်းစင်နေခမညာ ထောင်ဆယ်နှစ်ကြာတယ်ဒီပင်ပင်ခုတ်လားဟာအဲ့ဒီတော့မှဖိုးထောင်ချွေးသီးချွေးပေါက်တွေကြာသူကသူလည်းစဉ်းစားရတဲ့တရားဖက်ဒီပင်ငါခုတ်မိလာတော့ပြဿနာတက်ပြီတို့ရကตาဤလူတက်တာခုနှစ်နှစ်ကြာတယ်ကြာဘူးတယ်ဒီပင်ကဆယ်နှစ်ဆိုငါဒီကောင်ပိုင်းရင်သုံးနှစ်သက်တာမယ်ဟုတ်တယ်လေ तू လည်းသက်တာရသက်တာကြောင့်စဉ်းစားတာ ဟိုကသင်္ဏန်းကဆင်းတဲ့ပညာပေးဆရာကမသိဘူးခါကဓမ္မတော်ထုတ်ပြီးပိုင်းတော့သေးရော